အင်္ဂုလိမာလာဟာလူပေါင်းမြောက်များစွာကိုတတ်တယ်။တကယ်တော့အင်္ဂုလိမာလာဟာဒီရက်ဆက်သူတော်မှန်တယ်။သို့တော့သူဟာလူမိုက်မဟုတ်ဘူး။လူမိုက်မဟုတ်ဘူးဆိုတာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့နော်။ဒါလည်းဘင်းတော့မဟုတ်ဘူး။သူဘာကြောင့်လူတွေတတ်တာတော့ဆိုသူဆရာက တစ်ဖက်လဲနဲ့သူ့ကိုဒုက္ခပေးတာသူလေးစားတဲ့သူ့ရဲ့ဓိတဗမောခဆရာကြီးလောကလူတွေဆိုတာခုခေတ်ပဲဖြစ်ဖြစ်ရှေးခေတ်ကပဲဖြစ်ဖြစ်မောဟတာလုံးတတ်တဲ့အခြေအနေရှိကြတယ်တကယ်လို့မှပညာစီးမှုနေကြတဲ့အထက်မှာအင်္ဂုလိမာလာဆိုတာသူ့နာမည်ကတော့အဟိန္ဒကလို့ခေါ်တယ် ဘသူမှမညှင်းဆဲဘူးဆိုတဲ့နာမည်အဲ့ဒီအဟိန္ဒကဟာဘုတရားခြေပြုံပြီးတော့ဆက်ဆံရေးကောင်းတော့ဆရာကြီးကလည်းချစ်တယ်ဆရာကတော်ကြီးကလည်းချစ်တယ်သူဝိယဝိဆတ်လုပ်တယ်ဆရာကြီးနဲ့ဆရာကတော်ကြီးကမျက်နှာသာပေးတဲ့အခါကျတော့ကျန်တဲ့เจ้าသားတွေကမကြိုက်ကြဘူး ဒါခုခဲ့တဲ့ဒီတိုင်းပဲအတူဆိုတော့ဆရာကြီးနဲ့ဆရာကတော်ကြီးကမျက်နှာသာပေးတဲ့ခါမှာမကြိုက်ကြတော့ဘာလို့လဲဆိုခုခေတ်စကားနဲ့ပြောရင်ဂျင်းထဲကြတာပေါ့နော်လူတွေကခက်တယ်ဒုက္ခရောက်လို့တာပေါ့ဒုက္ခရောက်လို့တာလေသူတို့လုံနေရဘယ်လိုလုံတုံးဆိုဆရာကြီးသွားပြီးတူ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 ပြောတယ် ဒီအာဟိန်တကကိုဆရာကတော်ကြီးကမျက်နှာသာပေးလွန်းနေပေါ့ဆရာကြီးမယူသားဘူးထင်တယ်ပေါ့ဒါချင်းထဲတော့ပဲเนาะအာဟိန်တကမယူသားဘူးထင်တယ်ဆရာကတော်ကြီးရဲ့ရင်းနှီးလွန်အားကြည့်တယ်ဆိုအဲ့ဒီလူဟာမျိုးနဲ့ပြောလိုက်တာတကယ်ချင်းနေမကဘူးဘုံထဲလိုက်တယ်လို့ဟောပောက်ကွဲသွားတာပေါ့လူဆိုတာ တကယ်ဟတ်ထိသွားတယ်เนาะ ဆရာကြီးကအဲ့တော့အင်းဒီကောင်ဘယ်လိုလုပ်အောင်လဲဆက်ဆံရေးကိုကြည့်တော့လည်းပဲဆရာတော်ကြီးကမျက်နှာသာပေးလုံးနေတာဟုတ်တယ်ပေးတယ်ဒါသူ့သဘောနဲ့သူဟိုဝတရားကြည့်ပြောင်းလို့ပေးတယ်အဲ့တော့ဆရာကြီးကထပ်ပြီးတော့ဒီအဟိတကကိုသူချင်းထဲတာကပို့ဆိုးသွားတယ်သူဘယ်လိုလုပ်တုံးဆိုအဟိတကမင်းပညာတော်တယ် မင်းအတွက်ပညာလန်းဆုံးမှုအတွက်မင်းလောရမဲ့လောက်တစ်ခုရှိတယ်အဲ့ဒါလုံနိုင်မလားလုံနိုင်မလားသူကိုယ်တိုင်ပြစ်ဒဏ်ပေးရင်ပြစ်ကလည်းရှားလို့မရဘူးသူ့ကိုဖယ်ခြင်းနဲ့ပေါ့ဆရာတော်ကြီးနဲ့မသိငါပြီသူ့ကိုဖယ်ထုတ်ခြင်းသို့သော် ဒီတိုင်းကအကြောင်းမပြပဲနဲ့ဖယ်လို့မရအဲ့တော့ဒီကောင်သူ့ဟာသူသူ့အော်တိုမက်တစ်သူ့ဟာသူတိတ်လိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အပြတ်ရှင်းမှုဆရာကြီးက၆တွန်းတာမလုပ်လဲဆိုတို့ပညာရတစ်ခုအတွက်မိမတပါဘယ်သူမှလုံနိုင်မှာမဟုတ်ဘူးငါခိုင်းတာမင်းလုံမလားဟာဆရာခိုင်းတာကျုပ်လုံမှာပေါ့ကျွန်တော်လုံမှာဒါဖြင့်လူတွေကို မင်းတော်တဲ့သွားပြီးတော့တော်တဲ့လာတဲ့လူတွေတတ်တတ်ပြီးတော့လက်ညှိုးတစ်ချောင်းလက်ညှိုးတစ်ထောင်ပြည့်အောင်မင်းယူပါမယ်အဲ့ဒါလက်ညှိုးတစ်ထောင်ပြည့်မှထို့လို့ဟာအောင်မြင်ပါဦးမင်းလုံးနိုင်မလားမင်းမတော်ဘာဒီလုံးလုံးနိုင်မှာမဟုတ်ဘူးငါတပြည့်စူးစမ်းမလားဆိုအာလုံးမယ်ဆရာခိုင်းရင်ကျွန်တော်လုံးမှာပေါ့နေဦးရဲလေယူသားတဲ့လူလေးတို့သူလုံးချင်လို့တော့မဟုတ်သူဆရာခိုင်းတာဆိုလုံးမယ်ဆို ဆရာကြီးရဲ့အကြံကတော့သူ့ချင်းကပို့ပြီးတော့ပူတယ်ဒီကောင်သူ့ဘာသူမဟုတ်ဒုစရိုက်လုပ်ငန်းတွေလုပ်တဲ့အခါကျရင်မင်းပြစ်တက်ပြီးတော့ဘယင်ကဖမ်းပြီးတော့တတ်လိုက်မယ်ဆိုရရွေးချင်တယ်သူ့ဘာသူအော်တိုမက်တစ်တည်အောင်လုပ်လိုက်တာပဲဒါဒါနဲ့တိုးတဲ့သွားပြီးတော့လက်နဲ့တွေဆွဲကင်ပြီး လာသမ ्या လူတွေကိုတတ်တတ်ပြီးတော့လက်ညှိုးတွေစုတာ ။တညိုတချောင်းဖြတ်ပြီးရင်ဟိုသစ်ပင်กว่าจะညက်ဒီသစ်ပင်กว่าจะညက်ဟိုနာသိမ့်ဒီဟိုနာထားဒီနာထားနဲ့ဆိုတော့တညိုကမပြည့်နိုင်ဘူး။တထောင်ပြည့်အောင်လုပ်ရမှာဆိုတော့အတော်နဲ့မပြည့်နိုင်တဲ့အခါကျတော့ပျောက်ပျောက်သွားတယ်။ငက်ကစားသွားအကောင်းမလုံးလေးချီသွားတယ်။နောက်ကြဘယ်လိုလုပ်တော့စေအဲ့လိုပျောက်သွားရင်တော့ငါလက်ညှိုးပေါင်းထောင်ပြည့်တော့မှာမဟုတ်ဘူးဆိုပြီး chú này tì bì rồi tôi lấy bên của xoay thả ở đây chả mà tôi của anh cú mà là luôn em mới truyền đó anh cú li sợ lấy nhiêu mà là sợ là băng công lấy nhiêu băng công của lấy bên xoay thả đấy đó ở đây luôn tôi hoàn xe khai nè rồi bám số lốp mới rồi lưu số gì bỏ giàu đó nào sống mà nhớ sắp giờ này truy để khá chả 耶稣比亚耶稣卡教，都阿比亚俄罗斯的。耶稣比亚古达比罗来纽约买，耶稣比亚来得。多多耶稣比亚那，阿尼那要多勒呗，米卢米卢那么米乌。兰少司机或兰少尼亚的路呗，多嘛。兰少司机阿兰少西要嘛没要他，喏，迪娜迪娜呗。 အင်္ဂုလိမာလလည်းအဲ့လိုလမ်းလျှောက်ဆက်ပေါ်ပြေးနေရသလိုရှေ့မရဘူးနောက်ပိုင်းမောလာတဲ့အခါကျတော့မြတ်စွာဘုရားကိုအိုယဟန်ရက်လိုက်ပါရက်လိုက်ဆိုပြီးအော်တော့မြတ်စွာဘုရားကနောက်လှည့်ပြီးတော့သူ့ကိုပြောတယ်ငါရက်နေတာပါမိမဲ့ရက်ဖို့လိုပါတယ်အဲ့ဒီစကားကသူကတမန်လူတယောက်ကဒီစကားကိုသဘောပေါက်ချင်မှမပေါက်ဘူး ခုကြတော့သိညာရှိတော့သူစဉ်းစားလိုက်တယ်ဒီယန်းကသွားနေရင်နဲ့ငါရက်တာပါမိမဲ့ရက်ပါလို့ပြောတယ်ဘယ်လိုအိဗယ်လဲဆိုပြီးမိတော့မြတ်စွာဘုရားရှင်းပြတယ်ငါသူများအသက်တွေတတ်တယ်ဆိုရဲအကုသိုလ်လုပ်တွေကိုရက်ထတာမင်းကမရက်သေးဘူးမင်းရက်ဖို့လိုတယ်လို့ပြောအဲ့ဒီမှာငါမှားပြီဆိုတာအဲ့ကတည် သူ့ပါတဲ့လက်နဲ့တွေကိုပြစ်ချပြီးမြတ်စွာဘုရားရှေ့ဒူးထောက်အဲ့မှာမြတ်စွာဘုရားသူ့ရဲ့တောင်းဆိုချက်အရသင်္ကန်းကိုပြီးတော့ကျောင်းတော်ခေါ်သွားတယ်ဆက်လန်လေးနောက်တစ်ပတ်လောက်နေမြတ်စွာဘုရားဟောတဲ့တရားဓမ္မကိုကြည်ပြန်ကြုတ်ကိုအထုတ်လိုက်တဲ့အခါမှာသူကယန္တာဖြစ်တယ်ပေါ့အဲ့တော့သူလုံးတဲ့အကုသိုလ်တွေကအလုံးကိုများတယ် ။မြတ်တော်ဒီအကုသိုလ်တွေကအကျိုးမပေးဘူးလားဆိုဒီဘဝအကျိုးပေး။ဈာန်နာမဖြစ်ခင်။ယိုရဲယိုရဲဆုံးကတော့ဟာဟူမတုသသမားကြီးအင်္ဂုလိမာလာကြီးဆိုပြီးဟိုအိမ်ထဲကခဲနဲ့ပြက်လိုက်ထုံးနဲ့ပြက်လိုက်နေ။ဆုံးမရဘဲနဲ့ဒုတ်တွေခဲတွေကြီးပဲရ။တပိတ်ကွဲလိုက်။တင်ငန်းတွေဆုပ်ပြဲလိုက်။အဲ့လိုနဲ့ရှင်ဒုက္ခတွေမျိုးစုံခံစားပြီး မြတ်စွာဘုရားတရားတော်တိုင်လိုက်တာချင်းသုံးတော့ရှေ့မြောက်မှာသူယန္နာဖြစ်သွားအဲ့တော့ယန္နာဖြစ်သွားတဲ့အခါမှာကိလေသာဆိုတဲ့ရှင်တဲ့ကညစ်တိညစ်ထေးနေတဲ့ညစ်နွမ်းတဲ့အရာတွေကုန်ဖယ်ရှားလိုက်တဲ့အခါကျတော့နောက်ဘဝဆိုတာသူကမရှိတော့မရှိတော့သည့်အတွက်ကြောင့်အပင်ငယ်ကြဖို့ရာ ကံတရားတွေကဆွဲချခြင်းကမတတ်နိုင်တော့ကိရိတာမရှိလို့မျိုးစိဆိုတာမြည်နဲ့ရည်နဲ့ပေါင်းမှအပင်ပေါက်တာဟုမြည်ရည်မရှိဘူးဆိုရင်မျိုးစိကြီးကမပေါက်ဘူးအဲ့ဒါလိုပဲကိရိတာတွေဖယ်လိုက်တဲ့အခါမှာသူ့ရဲ့ကိရိတာတွေကုန်ခန်းသွားသည့်အတွက်ကြောင့်ဘဝမျိုးစိဆိုတာမပေါက်ဘူး